2025ခုဇွန်လ6လပိုင်းအတွက်ကောစာနက်ခတ်ကြိုရာသီခွင့်အရာတနင်္လာနေ့နဲ့ဆိုတာသတိများခင်ဗျအခု6လပိုင်းရဲ့ဒီလလေထီအောင်ပေါ့နော်တနင်္လာသတိတွေတက်ကန်စာတာအာဆန်းလက်အာတိုးတက်ဖြစ်ထွန်းနေတာဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စအဝဝမှာပုံပင်ကြောင်ကြစိုက်เสียရမလို့ပဲနဲ့အစဉ်ပြေချောမွေနေတဲ့ကန်စာတာလေးဖြစ်နေပါတယ်6လပိုင်းတရက်နေ့ကနေ14ရက်အထိတိုင်အောင်အိမ်ချမ်းမြေလုပ်ငန်းမြေယာအလောက်အယောင်ထွက်လို့ချင်း ိစ္စတွေမှာကြာရေးသားသမီးတွေနဲ့စီဝဘက်ဖြစ်လို့တွဲဖက်ပြီးတော့လှုပ်ဆောင်လို့ရှိရင်အထူးအောင်မြင်ရတတ်ပါတယ်။ကြံနေနံတွေနဲ့လည်းတင့်တော်ပေမဲ့အင်္ဂါဓာတ်နံတွေနဲ့ပတ်သက်လို့ရှိရင်အကျုံးညံ့ရတတ်ပါတယ်။စက်ပစ္စည်း၊ကားယာဉ်တလားလုံးအဝင်မတော်ပါဘူး။အရှိတောင်ရက်ကိုခီးတို့ခီးရှည်ညအိညက်နဲ့ခီးထွက်ခြင်းလုံးဝမတင့်တော်ပါဘူး။အင်္ဂါနံနဲ့ပတ်သက်လို့တတလားလုံးအညံ့ဘက်မှာဖြစ်ပါတယ်။ပညာရေးကန်စားတာအနေနဲ့တလားလုံး အញ្ញံဘက်ကိုဥတည်နေတဲ့အတွက်ပညာဉာဏ်ကိုမီးပြီးတော့လောက်ကင်သူများယာဒုဌာနတရကိစ္စတိုးတက်လို့တဲ့တနင်္လာနေ့နံသာသမီတွေအတွက်ဒီလရဲ့ကံစားတာအားကအပြော့မင်းမိန်နေတဲ့အတွက်စိတ်မရှိခြင်းစိတ်ရှုပ်ထွေးမကြည်မလင်ဖြစ်ခြင်းမအောင်မြင်ခြင်းတွေဖြစ်ရတတ်ပါတယ်ဒီအတွက်အဆောင်ရတရားအနေနဲ့ခရီးပွင့်ဒါမှမဟုတ်လို့ရှင်ခရီးရွက်15ရွက်ဆောင်ယူစူးစမ်းမှာပြင်ပမှန်မှန်စူးစမ်းမှုရဲ့အသေးအပွင့်တွေကိုအဆောင်ဓာတ်အကူအညီနဲ့ရယူနိုင်မှာဖြစ်ပါတယ် တပားသူကလည်းကောင်းခြင်းဒါမှမဟုတ်လို့ရှင်ငချိတ်ပါတဲ့မုတ်တမျိုးမျိုးကျွေးတာဒါမှမဟုတ်လို့ရှင်လူတာစသဖြင့်ပြုတ်လုတ်ပေးပါအချစ်ရေးကန်စားတာအိမ်ဆောင်ရေးကန်စားတာမှာစမ်းကြတတ်တဲ့အခါကာလမလို့အပြောအဆိုအပြုမှုတွေသတိထားသင့်ပါတယ်အဓိကသတိပြုရမှာကကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်ဆောင်ဘက်ကစနေနေ့နံသာသမီဖြစ်နေကြလို့ရှိရင်ကွက်ပြက်တာပျက်စီးတာမျိုးဖြစ်ရတတ်တာမို့ဂယုစိုက်ဖို့ဆရာအကြံပေးပါရစေတလနာနေနံသာသမီကိုဝန်ဆောင်အမျိုးသမီးများအတွက်ဒီလာတဲ့ မီးပွားမယ်ဆိုလို့ရှိရင်အနောက်တောင်အရက်မှာရှိတဲ့စေယုံစေပေငန်းမျိုးရှောင်ရှားတင်ပါတယ်။တနင်္လာနေ့နံသာသမီတွေရဲ့ဘုံကြီးအရက်လည်းဖြစ်တာမလို့နတ်ခတ်ဇာတာအရက်လည်းဒန်းရံဖြစ်နေတာမလို့အခုလိုဆရာအကြံပေးရတာဖြစ်ပါတယ်။တနည်းအားဖြင့်ဘုံကြီးဆိုတာမတန်သောအရာထားရနေရလို့ညွှန်းဆိုတဲ့အတွက်ဘုံကြီးအရက်ကိုရှောင်ဖို့ဆရာအကြံပေးရဖြစ်ပါတယ်။ကျမ်းမာရေးကန်ဇာတာမှာ6လပိုင်းတလလုံးတာမန်အားဖြင့်ကောင်းမွန်နေပြီးတော့ ကန်စားတာဂျိုအနောက်ရှက်ကင်းလွတ်နေပြီးတော့ယောဂအခန်းရှိသူများအဖို့เนาะတတိထားရဖို့ရအတွက်အသည်အဆုတ်စသဖြင့်တွေးနဲ့ပတ်သက်တဲ့ယောဂတွေနှလုံးတွေးတိုးเนาะယောဂမျိုးတွေနဲ့ပတ်သက်လို့ရုပ်တရက်စိတ်ယုံစိတ်ပေးကံစိတ်ယုံတက်ရတာမျိုးတွေတနင်္လာနေ့နံသာသမီတွေမှာပေါ်တတ်ပါတယ်အဓိကတတိထားမဲ့ကာလကတရက်နေ့ကနေ14ရက်နေ့အတွင်းဖြစ်ပါတယ် ကျမ်းမာရေးကန်စတာမှာ15ရက်နောက်ပိုင်းမှာအញ្ញံမရှိဘူးလို့ကောစာဂျုံနက်ခတ်အပြောင်းလဲတွေကဖော်ပြနေပါတယ်။လူမှုရေးရာကန်စတာမှာကန်တက်တဲ့အခါကာလဖြစ်ပါတယ်။တနင်္ဂနွေနေ့နံသာသမီတွေနဲ့တွဲဖက်အပြန်အလှန်အကျိုးပြုပြီးတော့စက်တရေတိုးခြင်းဩဇာတက်ရောက်ခြင်းအောင်မြင်ခြင်းလူအများကြမှာဂုံစက်တရေတိုးရခြင်းနော်မျက်နှာပွင့်လန်းရခြင်းကြော်စိုးရခြင်းစသဖြင့်ဂုံတရေတက်ရတက်တဲ့အခါကာလဖြစ်ပါတယ်။ အရှိအရက်ကနေလဲကောင်းတဲ့တွေကြားတတ်ပါတယ်6လောက်ပိုင်းအတွက်ကံအကျိုးပေးအားကောင်းတဲ့ခဏန်းတင်ချာအနေနဲ့3 5 6ဖြစ်ပါတယ်အဲ့ဒီခဏန်းတွေကိုစာရွက်အဖြူတွေရဲ့ပုံမှာ shopping လေးနဲ့ကိုယ့်ရဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်မှာငွေကြေးထားရနေရာမှာငွေတွေနဲ့အတူအဆောင်ရတရားအဖြစ်ထားကြည့်စေလိုပါတယ်ထုံငွေများမြဲခြင်းเนาะအကျိုးတစုံတရာမရှိဘဲကုန်ခြင်းနေရာနဲ့ကာကွယ်နိုင်ပါလိမ့်မယ် လက်လာပါကံပွင့်လက်ပွင့်နာမျိုးတွေလည်းကြုံရပါလိမ့်မယ်ပြီးတော့ဒီကနန်းတွေကိုငွေကြေးကိစ္စစာရုပ်စာတမ်းကိစ္စအယောင်းဝယ်ကိစ္စတွေမှာအမြတ်အစွန်များလိုတဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့လကောက်ရက်ဆွဲအနေနဲ့တော့လကောက်တိုက်ဆိုင်ပြီးတော့သေသေးချာချာအသုံးချကြည့်ပါမိမိကုသိုလ်ကံအပေါ်မူတည်ပြီးတော့အကျိုးစီးပွားများကံအကျိုးပေးအားကောင်းတာတွေကိုယ်တိုင်ကြုံရပါလိမ့်မယ်ထိုစာရအပိုင်းစာလေးများကို6လပိုင်းကုန်တဲ့အခါအဆောင်ရတရားပစ္စည်းဖြစ်တဲ့အတွက်တန့်ချင်းတန့်ရှင်းတဲ့မြေချောင်းစတဲ့ရေရှင်မှာ ဆုံးရမှာဖြစ်ပါတယ် တနင်္လာနေ့နံသာသမီတွေအတွက်6လပိုင်းအတွက်အထူးရတရားအနေနဲ့မိမိရဲ့နေ့နံဖေးရအရှိရဖေးရဒါမှမဟုတ်လို့ရှိရင်မိမိရဲ့အိမ်ဖေးရမှာခန်းကော်15ညွတ်ဇီးညွတ်10ညွတ်တွဲပြီးတော့ကတ်လူပေးပါလှူဒန်းရမယ့်အချိန်ကာလအနေနဲ့မနက်9နာရီကနေမနက်10နာရီခွဲအတွင်းလှူပေးရမှာဖြစ်ပါတယ်အထူးသဖြင့်2ရက်နေ့6ရက်နေ့16ရက်23ရက်နဲ့30ရက် တနင်္လာနေ့တွေမှာအထူး ကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်။စွန်းတော်အနေနဲ့ကိုအစဉ်ပြာကတ်လူလူဒန်းနိုင်ပြီးတော့တောက်တော်ရေ၈ခွက်လူပေးရပါမယ်။ဖြောင်းတိုင်၈တိုင်အမွေးတိုင်၈တိုင်မိထွန်းပူဇော်ပေးရပါမယ်။နက်ခတ်ရတရားတွေဖြစ်တဲ့အတွက်ဓာတ်မီအောင်ဓာတ်မရှုပ်ထွေးအောင်တေချာစီစဉ်ပေးထားရတဲ့အတွက်ဒီရတရားတွေကဖြစ်မြောက်အောင်မြင်ရဖို့အလားအလာကောင်းပါတယ်အစဉ်ပြေပါတယ်။ဒီတော့ကြတော့ဟိုဓာတ်မီအောင်လို့ဒီရတရားတွေပေးထားရတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဒီဟာမရလို့ဟိုဟာမရလို့ပေါ့နော်။တခြားဟာလူလို့ရလား။ အဆင်မပြေပါဘူးเนาะကြိုတင်စီစဉ်ထားလို့ရှိရင်တော့ဒီဆရာညွှန်းပေးတဲ့ဓာတ်ရတရားတွေကဖြစ်မြောက်အောင်မြင်ရဖို့ရှိပါတယ်